အားလုံးသောသာသနာ့ဆွေတော်မျိုးတော်ပေါင်းတို့အနေငယ်ဝမ်းမြောက်ပွဲတရားစကားပြောမယ်ဆိုတော့အတည့်ရဲ့ကောင်းမှုကုသိုလ်ကံဆွမ်းအားကြောင့်အလွန်မြင့်မြတ်တဲ့လူဘဝကိုရရှိလာကြတယ်အဲ့ဒါကိုဦးဇင်းတို့စာပေမှာတော့မနုတ္တတာဘာဝဒုံဘောလို့ဒီလိုဆိုပါတယ်မနုဿဇုန်ိအန္တကလာကြီးဘုဒ္ဓလဘုတဲ့မန်ချေ1လက်ဘီတေရာဂျာဂျာ1ဇနာဖေရီမနုဿဇုန်ိပုဂ္ဂနဝလာကြီး ဘုဒ္ဓဂါရဘုဒ္ဓကတိဘုဒ္ဓလပ်ချောလေအလွန်ရခဲ့တယ်တဲ့တရားကောင်းကြီးတို့နမနဲ့ကလောကမှာသမ္မာသမ္ဗုဒ္ဓဖရာရှင်ပွင့်ထွန်းတော်မူဖို့အလွန်ခက်ခဲပါလေစံစာမှာဘဂဝန်ဘုတ္တဥပ္ပန္နဟုကိုလာကဘုဒ္ဓလပ်ဖို့လေအလွန်ရခဲ့တယ်ဖရာပွင့်ဖို့ဒီနေ့တရားကောင်းဥစဉ်တော်ကြည့်မယ်ဆိုလို့ရှိရင်မြတ်ဗုဒ္ဓတာသနာနဲ့လာပြီးကျုံနေမြတ်စွာဘုရားပြည့်နေမှာပြန်ဆန်သွားပြီး မြတ်စွာဘုရားမရှိတယ်မဲ့သာသနာအဆုံးမရှိနေသာသနာအဆုံးမကိုတည်ဆောင်ပေးနေတဲ့တန်ခါတွေရှိနေအဲ့ဒီလိုရှိနေတဲ့ဒီတရားတွေကိုလက်တွေ့နာခွင့်ရမယ်ဆိုရင်တော်ကောင်းတို့လောကမှာကုသိုလ်အကုသိုလ်ခွဲခြားပြီးတည်သွားတယ်ကုသိုလ်အကုသိုလ်ခွဲခြားပြီးတည်သွားတယ်နှစ်ချက်ရှိတော့ပြီနံပါတ်၁လူပေါ်ရခဲ့တယ်နံပါတ်၂လောကမှာဘုရားပွင့်ဖို့လုံခက်ခဲတယ်နံပါတ်3ကသရတံပတ္တိတုံလာမှာဘုဒ္ဓဓမ္မစံဃာကိုမာတိမှာ ဆရဒဟုနကလန်ဘုဒ္ဓလပေါ်တဲ့တရာတရားနဲ့ပြည့်စုံဖို့ဟာလည်းတုံ့ပြပါတယ်ဒီနေ့ကမ္ဘာလူကြီးတောင်ပေါင်း၈ထောင်ကျော်သွားတောင်ပေါင်းဘယ်လောက်ကျော်သွားပြီ၈ထောင်ကျော်မှာခရိယန်တောင်ပေါင်း၂ထောင်ကျော်ပြီအစ္စလမ်တောင်ပေါင်း1500ကျော်ပြီဟိန္ဒူတောင်ပေါင်း1000ထောင်ကျော်ပြီဗုဒ္ဓဘာသာကလူနည်းစုပဲရှိတယ်တောင်ပေါင်း360အဲ့ဒီမှာယန္တာ၃ပေါင်းကိုနှစ်နှစ်ကကကြီးညိုတဲ့တရာတရားပြည့်စုံဖို့ဆိုတာလည်းပဲ တောင်းနာပါပဲကမ္ဘာလူကြီးရဲ့တန်ပေါင်း၈၀၀၀ကျော်ထဲမှာဗုဒ္ဓဘာသာကိုဆိုတာလူနည်းစုပဲเนาะတရားကောင်းကြီးနေအဲ့ဒီထဲမှာလည်းတရားကောင်းတို့ဥစ္စာမှာဘာပဲပြောပြောဗုဒ္ဓကိုကြည်ညိုတဲ့တရားလေးရရှိဓမ္မတန်ခါကိုကြည်ညိုတဲ့တရားလေးရလေးရှိကြတယ်အဲ့ဒါလည်းဒုလဘပဲတဲ့ဒုံနဘပဲတဲ့သုံးချက်ပြီးသွားပြီလောကမှာလူပွားရခဲတယ်ဖယားပွင့်ဖို့လောခက်ခဲတယ်ရဏသုံးပါးကြီးညိုစိက္ကတ်တက်တဲ့ဒါရတဲ့နဲ့ပြေဆုံးမလို့ခက်ခဲတယ်နံပါတ် တတမတဝနာအတိတုံလောက်ပဲတောင်းတရားတွေနိုင်ယူပါဆုံးနဲ့ရဖို့အလွန်ခက်ခဲတယ်တဲ့ဓမ္မဒေသနာဆွန့်ကိုလိုက်နေဘုဒ္ဓလာပေါ်နေတေဗရာဟံရောမာတာပိတာနာဂျူဘိုင်တီတီဘိနီစပိဘာနိအချက်ကိုဘန္ဒကိဒေရေဒေသနာဆွန့်နေတယ်ဆိုလားနိဒေနိဒေသနာဆွန့်နေဆိုလားဒေသနာဆွန့်ပေါင်းလို့ဘာပဲနိအာဟုမန်သုဒ္ဓဟွန်ကြကလျာဏွန်ချောင်းရှင်ပြန်တော့စင်ကြယ်တယ်ပေါ့နော်စင်ကြယ် ढोकामा कुदो आदो खैछाबीतिरे टिटमा दाम देश सिए न कुदो आकुदो मायौँ नि कैचाबीमा तिन आयौँ न कैचाबीमा तिन आयौँ तर अरू बिहान जीव हाम्रो पहिला सानोमा नि नबुझ्दाखेरि मारको दिनमा हामीले के काटिन्छ बाख्रा काटिन्छ नि बाख्रा काटेर हामीले कसैलाई पाइन्छौँ भनेर सम्झेको थियौँ नि साँच्ची नै अघि तपाईँले पञ्चशील दिनुभयो पञ्चशीलमा पाना ती पाता वेरामनि सिक्खा बदाम समाधि समाहाँदिहाल्नु हामीले अर्काको ज्यानलाई मार्दैन तपाईँले भन्नुभयो नि आज बुझ्दाखेरि हामीले मारिदिन्छ कि त नाम लिएर तटा नाम लिएर ना तटाले ना मारको दिनमा हामीले बाख्रा काटिदिन्छ कुखुरा काटिदिन्छ ए यो काट्यो पनि हामीले कुशल पो पाउँछ कि भन्ने भावना थियो नि नि आज बुझ्दाखेरि ए अर्काको ज्यान मारे भए आफू पनि एक दिन आफू पनि मराइ खाइन्छ उसलाई त खायौँ मान र तैया मुडाइमा डान्डान तै आमुरा सिरियाली ओ लौलाई चाहिँ अत्यधी आफूले फेरि भोग्नुपर्छ हो आफूले गरेको नि हो अहिले हेर्नुहोस् हाम्रो देशमा धेरै नि जनताहरूमा दु भएको छ नि अब हामीले कसलाई बधु उसलाई नि उठुवामा कर्म हो आफूले गरेको कर्म नि भाले छ हामीले कुन सरकार राम्रो छैन कुन सरकार राम्रो छैन भनिन्छ नि साँच्चै त आफ्नै कर्म အတိတ်ကကိုလှုပ်ခဲ့တဲ့ကံတွေပြန်ပိတ်ဆက်နေရတာအဲ့ဒါဦးဇင်းကနားလည်လည်အောင်တခုပြောပြမယ်အခါရဘာမှာမြတ်စွာဘုရားကိုတန်ခါတော့ခဏပါသွားဖူးတယ်ရန်တော်တယ်လေအရှင်မြတ်ခဏပါကဘောဂနဲ့ဒါသနကနိဗ္ဗာန်တော်ဝင်လေဂျံကလည်းကင်းဒါပေတလုံးတင်ငန်းတုံးတယ်နဲ့လာကြတယ်အဲ့တော့မိုးလည်းနဲ့နဲ့ချုပ်တော့သူတို့ကဂူဖာတစ်ခုတည်းဝင်သွားကြတယ်အနားယူမယ်ဗောဒီဂူမှာအဲ့တော့အဲ့ဒီမှာသူတို့အနားယူကြတယ် မနဲ့အာယုံမထက်ခင် order နောက်အောင်တဲ့အဲ့ဒီဂူပောက်ကိုကြောက်တုံးကြီးလာပိတ်သွားတယ်ကြောက်တုံးကြီးကြီးနော်အဲ့တော့အရှင်မြတ်တွေထွက်ဖို့ကမလွယ်တော့ဘူးအဲ့ဒီချိန်မှာထွက်ဖို့မလွယ်တော့ရွာသားတွေကလည်းကြည့်တော့ဩညလုံးကတန်ခါခုနှစ်ပါးတည်းဝင်သွားတယ်သွားမယ်အဲ့ဒီမှာကြောက်တုံးကအပေါက်ပိတ်သွားပြီငါတို့သွားဖယ်မယ်စူးစားပြီးဖယ်တယ်ကြောက်တုံးကမရွေ့ဘူးဟောလေကြောက်တုံးတားကြီးတာပေါ့အဲ့ဒါနဲ့ဒီကြောက်တုံးကြီးကိုစောင်းလိုက်တာဘလောက်ကြာသွားလဲခုနှစ်ရက်နေတော့အလိုလိုလိတ်ဆင်းသွားတယ် အဲ့တော့အထက်မှာရှိတဲ့ခုနှစ်ပါးကဆုံးမစားတာခုနှစ်ရက်ရှိပြီလေအားပြတ်ပြီအဲ့တော့အပြင်ထွက်လာတဲ့ချိန်မှာသူတို့အားကုန်အဲ့တော့ရွာသူရွာသားတွေကဩအရှင်မြတ်တွေမှာတာပြန်မှန်းသွားပြီတခါတည်းအမရေကူရေချမ်းနေစီမံပေးတဲ့ခိုးလေးပေါ့နော်စံပြုတ်လေးတွေကျိုးပြီးတော့မှတည်တည်ကြာစီမံပေးအားနည်းနည်းပြည့်တော့လမ်းလျှောက်နိုင်အဲ့ဒီလိုနဲ့ဘုရားရှင်စီကိုရောက်တယ်မြတ်စွာဘုရားတည်တယ်လေသူတို့အခြေအနေတွေအားလုံးချက်သားလို့ဘယ်ကလာခဲ့လာချက်လာခဲ့ကြတယ် ဟိုလမ်းကြီးမှာအဆင်ပြေရလားဟိုစကလုံးကို तू ကမြတ်စွာဘုရားခေါ်ခြင်းတော့မေးတာတိတယ်သူတို့ဘာဖြစ်လာလဲဆိုတာမြတ်စွာဘုရားကိုလာဖူးတာလမ်းမှာဒီလိုပဲပေါ့နော်ဂူထဲဝင်ပြီးတ냐နားလိုက်တာဂူပေါက်ပိတ်ပြီးတော့မှခொနည်းရသူတို့ဒုက္ခရောက်တဲ့အကြောင်းတွေကိုရှောက်ပြတော့မြတ်စွာဘုရားကအတိတ်ကိုပြန်ဇက်ရှောင်ပြတယ်အတိတ်ကိုနိဝါဒကိုဂျူနီမကေဘောချောဘာနဲ့ဖေဒီဘောန်ဘတလဘန်နဘကောနိချက်တာလို့တဲ့တခုသောဘုရားမှာနွားချောင်းသားခொနှစ်ဦးရှိခဲ့ဘူးတဲ့ အဲ့ဒီနွားចောင်းသား9ဦးကနွားចောင်းရင်တနည်းတနည်းတော့9ရက်နွားတွေကိုစကြက်ထဲចောင်းနေပေါ့အဲ့တော့9ရက်ပြည့်တော့နောက်တနည်းပြန်ပြောင်းဆိုတော့အဲ့ဒီမှာနွားသိန်းခန်းဒီနေရလဲဝင်တော့မယ်တောင်ဖို့တစ်ခုတည်းကိုဖုတ်ကောင်တစ်ကောင်ဝင်သွားတော့ဒီဖုတ်ကိုသူတို့ကဖမ်းကြံလာနွားသိန်းချင်ရောက်တော့သူတို့ဘာလို့လဲကဲမနဲ့ပြန်ကြံတော့ဒီဖုတ်ကိုဖမ်းမယ်ဆိုပြီးတော့မှအဲ့ဒီအပေါက်ကိုကြောက်တုံးကြီးဖိခဲ့အဲ့ဒါနဲ့သူတို့နွားသိန်းပြီးပြန်သွားပြီ နောက်တည့်ကျတော့ဇကြက်ကရှုပ်သွားပြီတပတ်တပတ်ပဲကိုနောက်တည့်မှာဇကြက်တပတ်ကြောင်းပြီးပြန်လာ နောက်တပတ်ပြည့်လို့ပြန်လာတော့အဲ့ဒီတောင်ပို့မှာကြောက်တုံးတွင်းမှာတရေရတယ်လေဩပြီးခဲ့တဲ့အပတ်ကတို့မေ့သွားတာအထက်မှာငါတို့ဖုတ်ကောင်လေးကိုဖမ်းမယ်ဆိုပြီးတော့မှကြောက်တုံးဖယ်လိုက်တော့ဖုတ်ကောင်ကအပြက်နေတယ်တုံချီတုံချီနဲ့အပြင်ထွက်လာတနာပြီးမှရေလေးတိုက်အစားတောက်လေးတိုက်ပြီးလွတ်ပေးလိုက်တဲ့ချက်သားတို့တဲ့ အတိတ်ကအဲ့ဒီနွားချောင်းသားခုနှစ်ဦးဒီချက်သားတို့ခုနှစ်ပါပဲတဲ့နော်အဲ့ဒီဘွားမှာလာချက်သားတို့အဲ့ဒီဖို့ကိုတတ်ခဲ့မယ်ဆိုရင်အခုဒီကြောက်တုံးကြောက်ချက်သားတို့ပြေပွဲဝင်ကြမှာတဲ့ပြန်တော်မူကြမှာတဲ့အဲ့တုန်းကချက်သားတို့ဖို့ကောင်းလေးကိုကြည်တနာပြီးတော့မှရေတွေတိုက်အာဟာရတွေကျွေးလိုက်တယ်မတတ်တော့အခုလည်းချမ်းချမ်းတန်တန်ငါပြားရှိရောက်လာတယ်အတိတ်ဇက်ကိုဆောင်ပြီးတော့မှတစ္ဆာလေးပါခေါ်လိုက်တော့ရန်တိုင်တွေပြတော့ကြတယ်ပြောကြတာကကာရဏကာရိယကိုပြောကြတယ်အကြောင်းကျိုးတွေလေဘာတွေလဲလဲ အကြောင်းအတိတ်ရဲ့အကြောင်းတွေကိုပြန်ပြီးကပိဆက်နေရတယ်။ကောင်းတာလည်းဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ပြန်ပြီးတော့မှကြုံရတယ်။အတိတ်ကကိုလုတ်ခဲ့တဲ့အကြောင်းကျိုးတွေပဲတရားကောင်းကြီးတို့အဲ့တော့အခုဒီမှာပြန်ပြောမယ်။လူပေါ်ရခဲ့တဲ့အထက်မှာလူလူဖြစ်နေတယ်။ဘုရားပွင့်ခြင်းနဲ့ကြုံနေတယ်။ယန္တာသုံးပေါင်းချင်းရတဲ့တရားတရားလေးရှိကြတယ်။မကြမကြတရားနာရတယ်။ဟောပါပိစီတာပါဟောတုံတော့ပေါ့။တရားကောင်းဝိပဿနာအထုတ်နေတာပဲလေ။ဝိပဿနာအထုတ်တဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားကဘိက္ခုလို့အမည်နာမှာပေးတော်မူတယ် ခန္ဓာမှာတတိကပိရှိမှတ်တဲ့ပုဂ္ဂိုလ်ဟာဘိက္ခုပဲအဲ့ဒါဆိုရင်ယောဂီတွေဒလုံးမတရား၅ပါးလုံးပြည့်စုံနေတယ်နော်ခန္ဓာပါပြည့်စုံနေတယ်၅ပါးအဲ့ဒီဒုလဘဆိုတဲ့၅ပါးပြည့်စုံနေတဲ့အချိန်မှာတရားကောင်းတို့ကြိုးစားကြဗျကြိုးစားအားထုတ်ကြဒီနေ့ဘေးပတ်ဝန်းကျင်မှာကြည့်လိုက်ပေါ့ဦးဇနမြတ်ပါပြီမှာကတ်ကိစ္စနဲ့တူတယ်အများကြီးမသေးဘူးလားသေးပါဘူးဗျာမန္တလေးစကိုင်းအများကြီးပဲပါသွားတဲ့ထက်မှာကိုယ်နဲ့ပတ်သက်တာတွေလည်းပါသွားလိမ့်မယ် ကြားလဲကြားပါလိမ့်မယ်အခုနေပါတီလည်းပါတာပဲလေနော်ပါပါတိုင်းကမြန်မာတွေလည်းမသွားကြဘူးလားသွားကြပါဘူးအဲ့ဒီထဲမှာပါသွားကြတယ်နော် တိုက်ပြူပြီးတည်တာလည်းမရှိဘူးလားရှိပါတယ်ဦးဇင်းတို့အဲ့ဒီလိုပဲတရင်ကြားလို့လိုက်သွားကြည့်တဲ့အချိန်မှာတချို့တန်ဃာတော်တွေတချို့လက်ပြတ်သွားတယ်တချို့ခြေထောက်တွေအောက်ပိုင်းကနှခုလုံးပြတ်သွားတယ်တချို့ပြန်တော်မူတယ်အများကြီးတွေ့ရတယ်နော်ပါပါအဲ့လည်းဦးဇင်းတို့စကိုင်းသွားတယ်လိလာတယ်လူကြရှိတာလူတယ်စကိုင်းဆေးယုံကရင်နေရာသွားကြည့်တယ်အများကြီးပဲ ခြေပြက်လက်ပြက်တွေဟောင်းစင်းတို့ပြုံးလင်းဆေးဆေးရုံမှာတင်ထားတယ်။အဲ့ဒီမှာမန္တလေးမှာဖြစ်တဲ့တန်ဃာတော်တွေရှိတယ်။တိလရှင်ဆရာကြီးဆရာလေးတွေရှိတယ်။တွားပြီးနှုတ်ဆက်တချို့လည်းပဲလက်မောင်းပြက်တချို့လည်းခြေပြက်အဲ့ဒီမှာဦးစင်းတို့လက်အုပ်လေးတွေချီးပြီးလိုက်ပြီးအားပေးစကားပြောသူတို့လက်ပြန်လက်အုပ်ချီတယ်။လက်တစ်ဖက်မရှိတဲ့ပုဂ္ဂိုလ်လက်တစ်ဖက်နဲ့ပဲသူတို့လက်အုပ်ချီတယ်။အော်ဦးစင်းတတိယရှေးဆတော်ကြီးတွေဆုံးမတော်မူတာရှိတယ်။တတော်ကောင်းတို့ခြေလက်အင်္ကာတွေကောင်းတော့မှာကတော့မမေ့ချနဲ့တဲ့။ ယရနာသုံးပါးမိဘဆရာသမားကိုကတော့ကိုမမေ့ကြနဲ့တဲ့အဲ့ဒီခြေလက်အင်္ဂါတွေပျက်စီးသွားတဲ့ခါကျမှအရင်တော့ကမကတော့လိုက်ရနေချင်းဆိုပြီးတော့မှအဲ့ဒီခါမှနောင်လိုက်ရတတ်တယ်အခုကြည့်လိုက်တဲ့ခါကျလက်ပြတ်တဲ့အရှင်ဘက်တွေကတော့ချင်တယ်လက်ကတဖက်တည်းရှိတော့တယ်လေနော်ဒါလေးအကြည့်တောင်ဝေကယူဖို့ပြောတာပါနော်အဲ့ကြောင့်ယောဂီတို့ဒေချင်းတရားဆိုတာကန့်နေတယ်ဘယ်နေ့ဘယ်သူဘယ်လိုသွားမှမသိရအောင်နော်မသိရအောင်ပေးခဲ့တဲ့ဝါတွေဦးစင်ဟောပုံးဆိုမိမှာဝါဆိုဝါကတ် တဝါတင်းလုံးဆိုတော့ဥစဉ်ဘယ်မှမလိုက်ဘူးကိုတရားလေးနဲ့ကိုနေတော့တလပြေတော့ဥစဉ်မိတ်ဆွေဘုန်းကြီးတစ်ပါးလာပက်ရှင်သူရိယကြီးတဲ့ကြွပါအောင်ယူအောင်မြတ်တာလေးလိုက်ပို့ပေးပါအောင်တဲ့ယူအောင်မှာတော်တော်များများထိခိုက်သွားတယ်တဲ့သူတော်ကလို့ကြောင်းမှာပေါ့ကလောမှာရည်ကြီးပြီးတော့လူတွေအများကြီးသိတယ်လေအဲ့ဒီလိုပဲဥစဉ်တော့ဟိုပုံးမဲနဲ့တောင်မှာလဲတောင်ပြူပြီးတော့မှတောင်ကြရည်နဲ့တစ်တုံးကြောက်တုံးနေပါလာတယ် ကြောက်တုံးတတုံးတတုံးဆိုဘလောက်လောက်ရှိမလဲတခါကြီးတွေ့တရားကားအငယ်လောက်ရှိတယ်နော်အဲ့လိုကြောက်တုံးကြီးတွေလေကင်းထဲမှာဟုန်ပြည့်အဲ့တော့တတုံးကြီးတွေအကြီးကြီးတွေပဲရေနဲ့မျောပါလာညတန်နိုင်ချိန်မှာမြင်းငလင်လှုပ်တယ်လို့ပဲတကယ်တော့မြင်းငလင်လှုပ်တာမဟုတ်ကြောက်တုံးတတုံးတွေကရေနဲ့မျောပါလာသူတို့ရဲ့ vibration တွေပေါ့နော်တုံခါမှုတွေဖြစ်အဲ့ဒီချိန်မှာညတန်နိုင်တော့ဘေးအိမ်ကလည်းဟာရေကြီးလာပြီရေတွေမျောလာပြီကြောက်တုံးတတုံးတွေဘေးအိမ်ကိုလမ်းပြီးသတင်းပေးတယ် ခိုးကထူးတော့ရှိသေးတယ်အကုန်လုံးဖိသွားပြီတအိမ်ထဲက6ဦးအရာဖို့ပြီးသားပဲအဆန်းအမတွေ့တော့အပေါ်မှာတစ်ခါနဲ့တဲဒီကြောက်တုံးတက်တုံးနဲ့အကုန်ပြီးသွားပြီအဲ့ဒီနေရာလေးမှာရက်ပြီးတော့မှအခုနလိုပဲမြေတားတုတ်တွေတော်ပြီးရွတ်ပေးတယ်နောက်အဲ့ဒီလိုတောင်းလျှောက်လိုက်ကြည့်တော့28ဦးအဲ့ဒီယူအယူတစ်ချောင်းမှာတေချေပြက်စီးသွားတယ်တဲ့မြေတားလေးပို့အမြဝီဒီဥစဉ်တို့ကြောင်းပြန်လာတယ်ပေါ့ပြောချင်တာကတေချေတရားဆိုတာကန့်နေတာကိုပြောချင်တာနော် ဲ့ဒါကြောင့်တရားဝင်ဥစဉ်တို့လည်းပဲရရှိတဲ့လူဘဝမှာသာသနာနဲ့ကြုံတွေ့မှာမိမိတို့ဆွမ်းနိုင်သလောက်ငါးပါးတိလာထိုင်းပါဂုံတော်တွေပွားပါမေတ္တာတွေပွားပါအစစ်မနဲ့ဝိပဿနာတရားတွေအားထုတ်ပြအစင်းနဲ့ဥပဒနာတရားတွေအာထုံရောက်ပါဗျာတရားစခန်းဝင်နိုင်တဲ့ပုဂ္ဂိုလ်တွေဝင်မှာမဝင်နိုင်ဘူးကိုယ့်အိမ်မှာကိုယ်တစ်ချိန်ရရနှစ်ချိန်ရရထိုင်ပေးပြနော်ဒီနေ့ဦးစင်းအိန္ဒိယကိုရောက်တော့လေ့လာကြည့်ကြည့်တယ်အိန္ဒိယမှာ2020ရက်ပေါင်းတရာသွားနေတော့ ရက်ပေါင်း80ဘော်ဒီဘင်အောင်မှတရားထိုင်ခွင့်ရတယ်။ဂျန်နဲ့ရက်ပေါင်း30ကိုတော့ဒီလီတို့ဘုံဘီတို့လက်ပြီးကြည့်ကြည့်တယ်။အဲ့တော့ယထာစီးတဲ့ချိန်မှာဘုရားယုံမှယထာဆောက်နေတော့အိန္ဒိယနေလာနှုတ်ဆက်တယ်။သူတို့နှုတ်ဆက်တာကတားချစ်စရာကောင်းတယ်နော်။စကလုံးလေးကတားလာဝန္နာမိဘန္ဒေလေပါဠိလိုနှုတ်ဆက်တာနော်။ဝန္နာမိဘန္ဒေသူတို့နှုတ်ဆက်တယ်။တကယ်တော့အရှင်ပြကတော့ပါလေလို့ပါဠိလိုနှုတ်ဆက်တာလေ။အဲဦးစင်တားဆိတ်ဝင်စားသွားတယ် တရားစခန်းနေဘယ်နှကြိမ်ဝင်ဘူးတုံးဆိုတော့အချိန်40အချိန်ဘယ်လောက်လဲ40ပါဗျာတလစခန်းပါနလစခန်းပါဆယ်စခန်းတော့အနည်းဆုံးပဲနော်အဲ့ဒီလိုနဲ့အာထုတ်တဲ့ပုံကိုယ်တွေတော်တော်များများတွေ့တော့ဦးစင်းကစိတ်ဝင်တစားနဲ့မေးတယ်ဟုတ်ပြီဒီနေ့မှာတော်တော်ယဉ်ကျေးတယ်တွေ့ရတယ်ဘီဟာလီနဲ့မတူဘူးဘီဟာလီပြည်နယ်ကတားကျန်းတယ်ဇယိုက်တွေကခရယာတဝိုက်ကကျန်းတယ်လေဘီဟာနယ်ဟုတ်ဗျာနော်အဲ့တော့အဲ့ဒီဘုံမေတဝိုက်ကယဉ်ကျေးတိမ်မွေ့တယ် ဒီမှာဗုဒ္ဓဘာသာဘယ်လောက်ရှိတယ်လဲမေးတော့တန်90ရှိတယ်ဗုဒ္ဓဘာသာဘယ်လောက်ရှိရလဲတန်90ပဲအော်ဝမ်းသာသွားတယ်အဲ့ဒီမှာဘုန်းကြီးချောင်းပေါင်း100ရှိတယ်တဲ့အဲ့တော့သူတို့ဝေငါကြီးကျေးဇူးတွေလေအဲအဲ့ဒီရှင်းမှာတော့ဘု து ကျေးဇူးလဲဆိုတော့ဦးဇင်းတို့ဒီအနာဂါရိကဓမ္မပါလာဆိုတာရှိတယ်သူကျေးဇူးကနေတဆင့်ဒေါက်တာအမ်ဘေကာကြောက်ဖို့မှာပေါ့အိန္ဒိယနိုင်ငံဥပဒေရေးဆွဲတဲ့ပုဂ္ဂိုလ်လေသူ့ရဲ့ကျေးဇူးကြောင့်ဗုဒ္ဓဘာသာတွေဖြစ်ပြီးတော့မှအိုးယဉ်ကျေးတိမ်မွေ့ စက္ကန်းနေတော်တော်အားထုတ်ထားတယ်တို့ရောလေငွေငါကြီးရဲ့ကျေးဇူးကြောင့်ဆရာကြီးဥပါကင်တည်တဲ့အနာကဥတ္တကြီးတည်တဲ့လေဒီဆရာတော်တည်တယ်တို့လေးတွေဟာအော်ဝမ်းသာလိုက်တာလို့အဲ့တော့တို့လေးရဲ့ယဉ်ကျေးသိမ်မွေတရားတွေအားထုတ်ပြီးတော့မှအဲ့ဒီလိုပြောင်းလဲကုန်တော့ဦးစင်းကလည်းကိုမြန်မာပြည်မှာရှိတဲ့ကိုနေပါလီတာဒီဝိုင်တီတီဘိနေတွေများများအားထုတ်စေချင်တာပေါ့နော်အားထုတ်စေချင်တယ်တို့တော်ကောင်တို့ကြိုးစားအားထုတ်ပါများများအားထုတ်ရင်ငြိမ့်တယ်နောက်ဦးစင်းတို့ဘူတန်လေး ဘူတန်နိုင်ငံတနိုင်ငံလုံးက၅ပါးသီလလုံနေเนาะသူတို့နိုင်ငံမှာအရက်မရောင်းဗျာတကိုင်းလေးတောက်လာမသိเนาะသူတို့နိုင်ငံအရက်မရောင်းဘူးเนาะအရက်မရောင်းဘူးအရက်ပေးမတော့ဘူးသူတော်ကောင်းကြီးတွေသူတို့နိုင်ငံမှာပြည့်မှုဆိုင်ရာဘာအကြီးဆုံးလဲလို့ကြည့်လိုက်တော့ဘုန်းကြီးကျောင်းနဲ့ဖနှတ်စီးတဲ့အဖြစ်ကအကြီးဆုံးနဲ့ဘုန်းကျောင်းနဲ့ပါစီးတဲ့အဖြစ်လဲကဲမယင်ကျေးဘူးလားမသိမ့်မွေးဘူးလားသိမ့်မွေးပါလားဗျာဘာဘာတိလားမထင်းဘူးလားဗျာသိမ့်ပါပါဗျာအဲ့တော့ဘူတန်ရဲ့နေပါလီစကားကောင်းကောင်းရတယ်နော် ဘူတန်နေတွေ့နေပါလီသာနှုတ်ဆက်ဗျကောင်းကောင်းပြောနိုင်တယ်တို့ကလေအဲ့တော့တို့လေးတွေကဝက်စားဆင်ရင်မှုနဲ့တအားတိမ်မွေးတဲ့စကားပြောလဲတအားချိုးတဲ့တို့လက်ထက်မှာ ပတိရှိတယ်အမြဲတမ်းဂုံတော်ပွားတယ်အဲ့တော့တို့မျက်နှာတွေကကြီးပြီးတန့်ရှင်းနေတယ်တကဘာလုံးကိုပဲဖြစ်တဲ့တို့နိုင်ငံမဖြစ်ဘူးနော်တို့နိုင်ငံမှာလည်းမဖြစ်ပါဘူးဗျာအဲ့ဒါသီလဆွမ်းအားပဲဘာဆွမ်းအားလဲဗျာအဲ့ကြောင့်တို့တော်ကောင်းကြီးကြိုးစားကြနော်ငါးပါးသီလထိန်းကြနော် ဂုံတော်မြတ်တာပွားပေးနော်တမိနစ်ပြောပြီးသိမ်းတော့မယ်နော်အဲ့ဒါကဧရာဝတီမြက်မကွေးမြတ်တလုံးမှာရေဒီစီးဆင်းနေတော့တန်ငါတဲ့ကသွားပြီးငားများတယ်ပိုက်ကွန်တားတယ်ငားအကောင်ကြီးကြီးမိတယ်ဝမ်းသာတာဗောငားများတဲ့ပုဂ္ဂိုလ်ငားမိတယ်ဆိုတော့အရှင်ကြီးလေးပိုက်ထဲမှာဖမ်းလာပြီးအိမ်ထဲမှာအုတ်ကန်တဲ့ရေတဲ့ထက်လွတ်ထားအေးကြီးပြက်လို့ခဏအိတ်လိုက်တာအိမ်မက်မက်တယ်ဗာမက်တယ်ငားကအိမ်မက်ပေးတာနော် ဖြစ်နိုင်ချုပ်ကိုလွတ်ပေးပါတဲ့ဒီနေ့ဥပုံနေ့တဲ့မနေ့ပြမဝေးမြတ်သလုံးဘုရားကိုအဒီနေ့ပေါ့နော်မဝေးမြတ်သလုံးဘုရားကိုလာဖူးတာတဲ့ရှစ်ပါးသီလနဲ့နေမလို့တဲ့အဲ့တော့ဥပုံလက်ပြကျော်တရက်တေချာပေါက်လာခဲ့မယ်တဲ့အဲ့ဒါနဲ့အိမ်မက်ကနေလက်နှိုးသွားပြီဟာငါသူတော်ကောင်းကြီးဖမ်းမိပြီချက်ချင်းပဲအဲ့ဒီငါကိုယူပြီးမြက်ထဲသွားလွတ်ပေးလိုက်တယ်လက်ပြကျော်တရက်နေအဲ့ဒီငါသူ့ပိုက်ထဲမှာအသေးလေးလာမိနေတယ်ဗျတစ္ဆာမရှိဘူးလားရှိပါ့ ကဲယောဂီတွေတို့ကတော့ပါရမီဖြည့်နေတယ်လို့ဥစဉ်တော့မှန်းလို့ရပါတယ်เนาะငါဖြစ်ပေမဲ့ဥပုံနေမှာပါယူတာလေသီလယူတာသီလယူတာ၅ပါးလား၈ပါးလား၈ပါးပါကဲမနေ့ပြန်ပါနေလေလာပြင်းနေ၅ပါးသီလ၈ပါးသီလယူကြเนาะ